ါခင်ဗျာကျွန်တော်များပုံရတော်ပေးတင်စနာရနိုင်ထွန်းရန်ကုန်မြို့တော်မှဆရာထံပေးတယ်မြေထမင်းချံခုနှစ်သားသမီးအားလုံးကိုစိတ်နှဖြာကျမ်းမာချမ်းသာပါစေကြောင်းဥစွာပဏမဆန္ဒနဲ့နှုတ်ခွန်းဆက်တာအပ်ပါတယ်အခုဆရာအနေနဲ့2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတစာမုံလာမြတ်မှာခုနှစ်နေ့ခုနှစ်နံတော့ခုနှစ်ရသားသမီးတို့ရဲ့ကံကြမ္မာ ံကောင်းခြင်း၊ကံဆိုးခြင်းအကောင်အဆိုးတို့ကိုတင်ပြဆွေးနွေးဟောပြောပေးသွားမယ်။ကျွန်တော်များပုံနာတော်ပြတင်စာရနိုင်ထုံးရဲ့နိုဝင်ဘာလ hostan လေးဖြစ်ပါရခင်ဗျ။ဘုဒ္ဓံပုစေမိဓမ္မံပုစေမိသံဃံပုစေမိပူဇော်ပါ၏အရှင်မြတ်ဗျာကဲမင်္ဂလာပါပါ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းမှာကံကောင်းတဲ့စာတော်ရှင်နေနဲ့နှစ်ဦးရှိတယ်ပထမကံအမြင့်ဆုံးကံကောင်းမှနေနဲ့ဟာ စက်နေသားသမီးဒုတိယကံကောင်းမှနင်းနံကတန်နင်းငတ်တယ်။ကံညံ့နေတဲ့နင်းနံအခုကဘုတ်တော်ဟုကြာတာပတိဒါကံစာတာနဲ့ပတ်သက်ပြီးတော့တဝုချင်းရဲ့ကောင်းဆုံးဟောပြောခြင်းမပြောခင်ကိုဆံအနေနဲ့ပြောပြဆွေးနွေးသွားခြင်းဖြစ်တယ်။2025ခုနှစ်စက်တလပိုင်းနိုဝင်ဘာလတန်နင်းငတ်တွေသားသမီးတွေဟာဒုတိယ တန်ကောင်းသောဇာတာရှင်များဖြစ်တယ်။တန်နင်းငွေတွင်သာသမီးများလုပ်ငန်းရေးဇာတာမှာအောင်မြင်မယ်။လုပ်ငန်းခွင်မှာရောင်းရေးဝယ်ရေးကိစ္စရပ်တွေအောင်မြင်နိုင်မယ်။ရောင်းကုန်ပစ္စည်းအိမ်ချမ်းမြေအကျိုးတော်ဆောင်ဝယ်စားလုပ်ငန်းစီးပွားလုပ်ငန်းတွေအောင်မြင်မယ်။ခြံဝင်မှန်၊နေဝင်မှန်၊ရွှေဝင်ရမယ်။ကိန်းငန်းဇာတာရှင်ဖြစ်တယ်။ကံကောင်းခြင်းအောင်မြင်ခြင်းနဲ့ဖော်ဆောင်နေတယ်။ဒေါတာစိတ်ကလေးထိမ့်ပြရမယ်။ ဇကအညေကုန်ပြက်တနာကိစ္စတရီထားရမယ်ဇကမတီသူဇကကတိပြက်ပတ်သူတွေကြောင့်ဒုက္ခကြုံရတတ်တယ်မေတ္တာရေးစားတာအားကောင်းတယ်အရှိရေးကံစားတာလည်းကောင်းမွန်တာတန်နေတဲ့သာသမီတွေဖြစ်နေတယ်တမီးစားရေးကိစ္စမေတ္တာရေးကံလန္နာမေတ္တာအရှိရေးဆိုလာတွေအောင်လုံးဝကိုအင်မတိအင်မတန်စိတ်ချမ်းသာပါဗျာမင်္ဂလာစကားတွေကြားရမယ် လက္ခဏာမိဘသဘောတူတာတဏှာဖြင့်တယောက်နဲ့တယောက်စိတ်သဘောထားတိုက်ဆိုင်မှုရှိသွားတာတဏှာဖြင့်တုပ်ဥပါတခုနော်တုပ်ဥပါတခုရှစ်ခင်စုံမကျင်နာတာကောင်းကျိုးပြုတဲ့ရှိရှိမေတ္တာကံကောင်းကျိုးပြုတဲ့လာတလအိမတံကောင်းကျိုးပြုမဲ့မင်္ဂလာအခါတော့တန်နေငယ်နေသားသမီးဒါမှကံကောင်းတဲ့နေနာမှာတော့ဒုတိယပဲဖြစ်နေတယ်ဖတ်မှာမတော်ဘူးနန်းနန်းလေးလုံငန်းွယ်မှာဒီကအနာတရားဖြစ်တတ်တယ်ရှေလန့် စက္ကရိယစံရန်တရားစက်ပစ္စည်းထီထွေးကိုင်တဲ့နေရာမှာတတိပြောရမယ်အရှုလုံမွေးကိစ္စမှာစကားများရတာစကားမတည်သူဂတိမတည်တဲ့သူငွေချေးတက်တမကိစ္စစက်လို့စံအောင်ဖျက်ရတတ်တယ်စိတ်အနောက်ချဖျက်ရတတ်တယ်နောက်ဇွဲကြည့်ပါတယ်တန်ငင်းတွေသားသမီးတွေစိတ်အားထက်သန်တယ်လက်တွေရောင်းစူးစားတတ်တယ်တန်ငင်းတွေဖားဇာတာရှင်နေတော့စီပါရေးကောင်းမယ်ငွေကံပွင့်မယ်လုပ်ငန်းရေးတွေ ရောင်းပန်းဝယ်ပန်းကိစ္စရက်တယ်လေအောင်မြင်နိုင်တယ်။ကောင်းကျိုးပေးမယ်။ဖြစ်ရှင်တော့နိုဝင်ဘာလ17လပိုင်းဟာတန်ငယ်တို့သားသမီးတို့ငါးပတ်တည်တည်ရမယ်။နိုဝင်ဘာ2ရက်နိုဝင်ဘာ6ရက်နိုဝင်ဘာ16ရက်နိုဝင်ဘာ23ရက်နိုဝင်ဘာ30ရက်နိုဝင်ဘာလောက်ကုန်30ရက်ငါးပတ်တည်တည်ဟာတန်ငယ်တို့နေညာဖြတ်တယ်။တန်ငယ်တို့ရဲ့ဇာတာရှင်များ တနင်းငယ်တွေဖမွေဖစားတာရှင်မြခဏကံကောင်းပွန်းလက်ပွင့်မှုကံကောင်းခြင်းစီးပွားကံတက်စေလို့တဲ့အတွက်နိုဝင်ဘာလတစမုံလာမြက်မိမိမွေးနေ့တနင်းငယ်တွေနေ့များမိမိနေအင်ဖျားတော်၎င်းဖျားစေတီတနင်းငယ်တွေချုပ်တောင်းနိုင်တော်၎င်းချုပ်ပြင်းတန်းပြေနောင်ညောင်ပင်မှာရှိတဲ့ချုပ်တောင်းမှာပဲဖြစ်စေကောင်းညင်ပေါင်းတပတ်ကံတမယာကြီး တမညာဖြော်ကြီးတမောတမညာကြီးအတူတူပဲတခွက်ကလူစုတောင်းပေးပေးပါအနောက်အနောက်တောင်ထို့အရတ္တိသားတဏီဟာတောင်းကျိုးမှာပေးပေါ်အင်္ဂါသာသမီးဂျာသာပေသာသမီးရန်ကိုရှောင်ရမယ်စကအညက်ကောတတနာတတိပြုရမယ်စေတနာနဲ့ဆောင်ရွက်တာတွေဆောင်ရွက်ပေးထားတာတွေအပေါင်းအသင်းမိတ်ဆွေတွေဆွေမျိုးသားချင်းတွေပရိပကာဖြစ်ပြီးလှူထားကန်ထားတာလည်း တဲတဲရေတုံတို့ဖြစ်သွားတတ်တဲ့ကိစ္စရက်တွေပေါပေါတတ်တယ်။တေးသေးချာချာပြောပြီးဆိုပြီးကာမဂတိပေးတဲ့ကိစ္စရက်တွေငွေကြေးကိစ္စရက်အချိန်တိုင်းရလပြဿနာကိစ္စတွေကြုံရတတ်လို့လွယ်လွယ်ဂတိပေးတဲ့သူလွယ်လွယ်ပြောတဲ့သူတွေကိုလက်မခံပြီးပါစေနဲ့။တန်နေငယ်တို့သားသမီးတွေလုပ်ငန်းရေးပိုင်တတိထားပေးရမယ်။ဂယူးဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုံနိုင်ကိုစာမေတ္တာရခံတယ်နော်။အကျိုးပေးကိင္ကဏအကျိုးပေးမယ်ကိင္ကဏ ၈ကိင္ကနဲ့၃ကိင္ကနဲ့၉ကိင္ကနဲ့၂ကိင္ကနဲ့တောင်းကျိုးပေးမယ်။ကောင်းကျိုးဖြစ်ထွက်မယ်။အကျိုးပြုစေမယ်။အကျိုးပေးမယ်။အောင်းမြင်မယ်။တန်ငင်းနဲ့သာသမီတွေနန်းနယ်လေးစိတ်ထိခါရတာပြီးစိတ်အနှောင်ချက်ဖြစ်ရတာပြီးအပေါင်းတင်မိတ်ဆွေခင်မင်ရင်းနေသူတကယ်အငြင်းဆောင်ရွက်နေတဲ့သူတွေကြောင့်အလွယ်လွတ်အမကျော်အတိုင်းဆောင်ကိစ္စရက်တွေကြုံရဆောင်ရတတ်တဲ့အချိန်ကယူဆိုင်ပါတတိထားပေးပါတတိပြုပေးပါ ဇကအမပြဿနာမဖြစ်စေနဲ့စေတနာနဲ့ရှင်ရင်နေနေလုတ်ကင်နဲ့ကိစ္စတည်ထားရမယ်။ตาရည်၊နာရည်၊လုံမွေးကိစ္စဖိမ့်မှန်တကခေါ်ယူတဲ့ပလန်းတပ်နေလေတယောက်ရှင်မြင်ရတာသွာလာလုတ်ကင်ဆောင်ရပေးရတာတွေလည်းအောင်မြင်မယ်။ငနာပန်လာမယ်။လုံရှင်လုခင်ပေါင်းမြမယ်။ဒီလဟာဒုတိယကံကောင်းသောဇာတာရှင်ငနာပန်ပွင့်မယ်။စီပွားကံတက်မယ်။တိငွေကြေးကိစ္စအခက်ခဲတွေပြင်ပြမယ်။ ငွေကန်စားတာကောင်းပါမယ်လက်ရွှင်မယ်တစ်ဖက်ကအကျက်တဲ့ကြုံနေတစ်ဖက်ကဗန်လင်းတကူနဲ့ငွေကန်ဝင်တာပြီးဖြတ်မယ်ရှမ်းမီရွှေဝင်ရမယ်လာပေါင်းချိုးပြုံးမယ်လာပေါင်းချိုးပြုစင်မယ်ကြာမကြီးပိုင်းတော်နည်းနည်းလေးကကျူးဆိုင်ပေးရမယ်ကြာမကြီးပိုင်းဆိုင်ရမှာကြာမကြီးမှာဥဒက်ရောက်တာရှင်ပတ်နာတာခါကိုက်တာအဲ့ဒီအစိပ်ပိုင်းနဲ့ပတ်သက်တဲ့ကြာမကြီးပိုင်းအစင်မပြေခါကိုက်တာ တတိထားပေးရမယ်။ဂျာမန်စာတအညာလေးနဲ့နဲ့ဖေကျူးစိုက်ပေးရမယ်။ပင်ပန်းမှုကြောင့်ပေါ်ပေါက်တတ်စိတ်ပန်းလိုပန်းနေအင်မတန်များပြီးတော့အောင်မြင်မှုလည်းပေါ့ဆောင်သွားမယ်။ကောင်းကျိုးအင်မတန်အလူဒါနာတို့လောက်ကန်ရမယ်။ကံနေလက်တွေပွင့်လန့်မယ်။စိပွားကံတတ်မယ်။ဆွဲလုံလကြည်မတ်တဲ့စာတာရှင်တွေဆွဲလုံလကြည်မာတဲ့တန်နေတဲ့ပါစာတာရှင်တွေနော် စိတ်အားထက်သန်တဲ့ လက်တွေ့မှာဖြစ်မှတ်နေဖြစ်အောင်စ조사အာထုတ်တတ်ပါလေ။ကောင်းမြန်မောင်းတပတ်ကန်နဲ့တတ်မြာဖြော့ရည်တစ်ခွက်ကိုမင်းနဲ့တတ်နေကနေနေငါးပတ်တိတိပတ်ဖြစ်ဖြစ်တပတ်ပတ်ဖြစ်ဖြစ်သုံးပတ်ပတ်ဖြစ်ဖြစ်ဒါချိန်တခါပဲဖြစ်ဖြစ်ငါးချိန်ငါးရက်လုံးပုံပဲဖြစ်ဖြစ်နော်အဲဆရာဟောပြောတာကိုတွင်းနေတာနောက်ကြလို့မှီတဲ့အပတ်ကိုလူမဲဆိုလာကြတယ်အဲပုံမှန်ဆိုလို့ရှိရင်နိုဝင်ဘာ2ရက်နေ့6ရက်နေ့23ရက်နေ့30ရက်နေ့ နေတဲ့ပေါက်ကိုလည်းလှုပ်လို့ရတယ်တဆွာပြီးတော့ဖိုင်တွေးတာနောက်ကြတာတွေလည်းရှိကောင်းရှိတတ်တယ်အစီအိမ်တော်ရဲ့ကြားမရဲ့စီးပွားရဲ့လုံမရဲ့မိသားစုရဲ့တော့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်းမြင်မြင်လို့တာများရှိခင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့၃ညာကို၄၅၃ည၃၄၇၅လို့ရှောင်းနေတင်ကားတို့ကိုလည်းဓာတ်ရိုက်ဆက်သွယ်မြင်မြင်နိုင်ပါတယ်ဆရာရဲ့ပြင်တင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကံလေးစာကတော့ရအောင်တာကိတာကြောက်တိုင်းမတ်တိုင်းကပိတာမကကြီးရဲ့ဘေး အေးစိတ်ဒီနန်တဲ့တိုင်နပ်ပတ်နေရနဲ့ခွန်ညင်ညီထပ်ပတ်ဖြစ်ပါတဲ့ညာဘူးတော်ကတော့ပညာလက်တကျတူကိုတောင်းတောင်းချံမွေးနဲ့မွေးလာမွေးတက်ခရနာမယ်နေနဘယ်လဝညာလဝတို့ကို Viber Telegram စသဖြင့် Page Messenger ပေးပို့ပြီးတော့ဆရာကိုမေးမြန်းလိုက်ပါတယ်ဆရာအနေနဲ့လည်းစောင်းရန်ရှောင်းရန်သိသိသိတိုက်တာတပ်ဦးချံကန်စာတာအလိုက်အကောင့်အစို့တို့ကိုပွန့်ပွန့်နဲ့နဲ့ဆွေးနွေးဟောပြောပေးလက်ရှိပါတယ်ပြေပြင်းပြပအနေနဲ့ရရမှာ ်ဇာတ်တ်ဘေးဒင်မေထမင်းရှာခုနှစ်ရဲ့သားသမီးများအားလုံးလည်းကိုယ်စိတ်နှပြချမ်းမှချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော့ဘေးဒင်ဆရာရနိုင်ထုံးမှလည်းအထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အခုလာမယ့်နိုဝင်ဘာလမှာတာနင်းငယ်တွေသားသမီးများလောရင်ဆန္ဒများတစ်လုံးတစ်ဝပြေဝနိုင်ပါစေလို့ဆရာနေနဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်